ီလိုဟလာဟိုမြန်မ်းဆန်ကျော်ရွှေနန်းတော်ကြီးရှိပြီးတော့ပြတ်သက်48ရက်နဲ့ကျုံးမြေလိုရှိတဲ့နေရာဟာအများပြည်သူ ပိုင်ဆိုင်သင့်ပါတော့လဲပဲနော်ဟိုဒီထဲကိုဝင်လေ့လာမယ်ဆိုရင်ကိုပဲမှတ်ပုံနေပြရအစစ်စေးခံရဟလာဟိုကိုမပိုင်သလိုကြီးခံစားနေရတဲ့ပြဿနာပေါ့နော်ဒီလိုအခြေအနေမျိုးဒီလိုခံစားမှုမျိုးရှိနေတဲ့အခြေဒီလိုနေရာမှာဘယ်သူခွင့်ပေးတာလဲ အဲ့ဒါတော့ဗျာတော့ပြည်ပိုင်လမ်းဆိုရယ်ပြောရတော့ခက်တာပေါ့နော်ဒါပေမဲ့အစိုးရကိုယ်တိုင်ကသူ့ရဲ့ဝင်ကြီးတွေကိုယ်တိုင်ကတရုတ်ကြောက်ရပါတယ်ပြောထားတော့လေပြောရတာအခက်သားဗျာနော်အဲ့တော့ဒီကျုံးမေးမှာအောက်သားလုတာ ကောင်းပါတယ်နော်အောက်သားလုတာကောင်းပြီမဲ့ကျွန်တော်တို့ရိုးရာဒီကြီးမှုအမှုဖိတ်သိမ့်ပါတယ်နန်းတော်ဘေးမှာအဲ့လိုတိုံတကားတွေမြူးနေတာတော့နှိမ့်မသိတော့ဘူးပေါ့ဗျာ ဒီတရုတ်ရိုးရာပုံစံနေနဲ့ကတာတွေကျွန်တော်တို့ Facebook တေပေါ်မှာမြင်လိုက်ရတယ်ဒီပေါ်မှာတကယ်ကြောင်းတော့မန္တလေးသားတယောက်အနေနဲ့ပြောရရင်လုံးဝဘဝင်မကြနိုင်ဘူးပေါ့လေဘာကြောင့်လဲဆိုတော့ကျွန်တော်နိုင်ငံကျွန်တော်တို့မန္တလေးမြို့ကကျွန်တော်တို့မြမလူမျိုးရင်ကျင်းမှုအမွေအနှစ်တွေအခိုင်အမာ ရှိခဲ့တယ်။ရခင်ကလည်းကျွန်တော်တို့ရင်ကျင်းမှုအမွေနှစ်ပုံစံနေနဲ့ပြရုပ်တွေပဲကျွန်တော်တို့ရှင်သန်ကြီးထွားခဲ့ရတယ်။ဒါပေမဲ့တစတစဒီနေ့ တခြားနိုင်ငံရဲ့ရင်ကျင်းမှုထိုးပေါက်လာတာတဲ့ထိုးပေါက်မှုတဲ့ပုံမှုလှုပ်ဆောင်နေတာတွေကိုကျွန်တော်တို့မြင်ရတဲ့အခါမှာစိတ်မကောင်းဘူးအဲ့ဒီကိစ္စတော့တော့ရုပ်ဆိုးတယ်ဗျ။ဟောဆိုကျွန်တော်တို့နန်းလွန်းဆိုတာညမ်းတော်ကြီးဆိုတာကျွန်တော်တို့ဗမာလူမျိုးတွေတိုင်းသားတွေရဲ့ဒါအင်ပြန်တန်ဖိုးကြီးတဲ့ပြရုပ်တစ်ခုပါ။အဲ့ဒီပတ်ဝန်းကျင်မှာအနည်းနာမှာဘာတစ်ခုမှကျွန်တော် သူရဲ့တံပိုးကြောင့်လို့လို့တာဒါအစိုးရရဲ့တောင်းပါတကယ်ပြောရင် cultural class ပါပဲတခုတော့ရှိတယ်ဝင်ရောက်လာခြင်းကတကျူးကျော်တာလားဒါမှမဟုတ်ဝင်ခွင့်ရှိလို့ဝင်တာလားဒါမှမဟုတ်မတိလိုက်မတိပါတာရောနော်တာလားဒီသုံးခုရှိပါဒီသုံးခုတွေမှာတော့ 没地来没地把他摇那哪里啊喽，进入上来了，开把远远来，完全不热水喏，根本不热都没打完什嘛？他们没煮着热水喏，太阳晒了。